မင်္ဂလာပါယခုလိုအင်ကြီးအိမ်ကောင်းတွေအပြည့်နဲ့ပတ်ဝန်းကျင်ကောင်းကောင်းတခုလိုချင်တယ်ဆိုတော့ကျွန်တော်မိတ်ဆွေတွေအတွက်ကိုဒါခုမြင်းနေရတယ်ကျွန်တော်အိမ်လေးနဲ့မိတ်ဆက်ပေးမယ်ဒီအိမ်လေးတွေကကျသိန်း3300နဲ့ဒါဈေးဖွင့်ထားတဲ့အိမ်လေးတွေဖြစ်ပါတယ်ခင်ဗျအိမ်ရှိရလမ်းကလည်းဒါပေး20ကျော်လောက်ကျယ်တယ်ကျွန်တော်ပတ်ဝန်းကျင်မှာလည်းဒါအိမ်ကြီးအိမ်ကောင်းတွေနဲ့ဒါဖွဲ့စည်းထားတဲ့အိမ်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ ဒါအိမ်နာမလည်းကြာပြီးသားဖြစ်တယ်။ဒီအိမ်လေးရဆိုရင်ကျွန်တော်တို့ဒါပြည်ဦးလင်းမျိုးအောင်ချမ်းသာကြီးရွာမှာတည်ရှိပါတယ်ခင်ဗျာ။မန္တလေးပြည်ဦးလင်းအတက်လမ်းဘတ်ချမ်းမှာလည်းတည်ရှိသလိုကျွန်တော်တို့ဒါပါချုပ်ဆရာတော်ကြီးကျောင်းနဲ့အနီးဆုံးမှာတည်ရှိတယ်ကျွန်တော်တို့ဒါအိမ်လေးတစ်လုံးဖြစ်တယ်။ခြံကလည်းပေ40 120ကျည်ပြီးတော့ဒါမြေခွက်ထဲမှာဆိုရင်လည်းကျွန်တော်တို့ဒါအဆောက်အဦသုံးလုံးပါမယ်ဗျာ။ဒါအဝင်ဝမှာဆိုရင်တော့ဒီဘန်ဂလိုလေးတည်ဆောက်ထားတယ်။အဲနောက်ထပ်ဒါကတော့ကျွန်တော်တို့ဒါအိမ်မာကြီးပေါ့နော်။အိမ်မာကြီးကလည်းကျွန်တော်တို့ဒါဒီမှာ ကြောင်လင်လေကားတွေနဲ့ရူးစလက်တွေပါထုတ်ပြီးတော့အောက်ကစင်ဝင်လေးနဲ့တီဆောက်ထားတဲ့အိမ်မာကြီးဖြစ်တယ်။နောက်မှလည်းကျွန်တော်တို့ဒါငင်းနေရတဲ့အိမ်ကြီးတစ်လုံးရှိသေးတယ်။ဒီမှာတော့ကျွန်တော်တို့ဒါရေစင်တွေပေါ့နော်။အိမ်ကကျွန်တော်တို့ဒါမြေကွက်ကတော်တော်လေးကျယ်တော့ဒါအိမ်သုံးလုံးတော့ထည့်လို့ရတဲ့အနေထားလေးဖြစ်သွားတာပေါ့နော်။ဒီမှာဒီဘေးကဆိုလဲဒါရှောင်းလန်းတော်တော်ကိုကျယ်တယ် ကျွန်တော်ဒါကားတော့ကျွန်တော်ဒါဒီဘက်မှာတစည်းကောင်းကောင်းရမယ်ဒီအိမ်ရှိမှာတော့ဒါနှစ်စည်းလောက်ထိုးလို့ရမယ်ကျွန်တော်ဒီဘေးလေးကျွန်တော်တို့ဒါကားသေးတယ်ဆိုရင်တော့ဒီဘေးလေးကိုကျွန်တော်ကတ်ပြီးတစည်းလောက်ထိုးလို့ရမယ်အနေထားလေးရှိတယ်ခင်ဗျကျွန်တော်ဒီဘန်ဂလိုလေးထဲဝင်ပြမယ်နော်ဒီဘန်ဂလိုလေးရဟောတိုက်ကြီးပေါ့နော်ဒါအောက်ထပ်ကျွန်တော်ဒါအပေါ်ဓာတ်ကိုလည်းကျွန်တော်ဒါဒီလေကားလေးနဲ့တက်လို့ရတယ် အဲဒါကတော့ကျွန်တော်တို့ဒါပေါ်တတ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒါဘန်ကလိုလေးနဲ့ကျွန်တော်တို့ဒီအိမ်မာကြီးကြားမှာလဲဒီပင်းစီပင်လေးတွေစိုက်ထားတယ်ဒီမှာဒါသစ်ပင်ချစ်တဲ့ကျွန်တော်မိတ်ဆွေတွေအတွက်ကတော့ဒါသစ်ပင်စိုက်စရာလေးတွေပန်ပလန်ပေါက်လေးတွေပေါ့နော်ပလန်ပေါက်လေးတွေလုတ်ပေးထားတယ်ဟုတ်ကဲ့ဒါကတော့စင်ဝင်ပေါ့နော်အပေါ်မှာ ruthless ရှိတယ်ကျွန်တော်ဒီကြောင်လေးလေးကားလေးကနေတက်လို့ရတယ်ကျွန်တော်အိမ်ထဲဝင်ရင်ပြမယ်ဗျ ါအိမ်ထဲဝင်လိုက်တာနဲ့ဒါကတော့ living room ပေါ့နော်ဒီမှာ ceiling height ကလည်းကျွန်တော်ဒါ7ပေ12ပေလောက်မြင့်မယ်ဗျ living room ကလည်းတော်လေးကျယ်ပါတယ်ဒါဆိုကျွန်တော်တို့13ပေ15ပေပတ်လေဝင်းကျင်လောက်ရှိမယ်ဗျဟုတ်တယ်ကျွန်တော်ဒါဒီ main draw ကနေတက်တက်ချင်းကျွန်တော်ဒါဘယ်ဘက်ပေါ့နော်ဘယ်ဘက်ကတော့ဒါဖျားခန်းပေါ့ဒါဖျားခန်း ဖះကြလည်းတော်တော်လေးကျယ်ပါလေဒါမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲဒီမယ်တော်တော်လေးကျယ်တယ်ဗျနောက်ထပ်ကျွန်တော်ဒီအိမ်မာကြီးထဲမှာဆိုရင်ဖះကန်းရဲ့ level room အပြင်ကျွန်တော်ဒီဘက်မှာဒါ master bedroom တစ်ခန်းရှိမယ်ဒီမှာ master bedroom အဲဒါ master bedroom ဖြစ်ပါတယ်ဒီချုံခန်းนี่လည်းကျယ်ပါလေဗျ ဒီကျိုးခန်းนี่လည်းကျဲတယ်နောက်ထပ်ကျွန်တော်တို့ဒါဒါတော့ကျွန်တော်တို့ဒါဒိုင်းနီယံကစ်ချင်ရုံးဖြစ်တယ်ဒီမှာဒိုင်းနီယံကစ်ချင်ရုံးလည်းကျဲတယ်ဗျနောက်ကတော့ဒါလေဝင်လေတွက်ရအောင်ကျွန်တော်နောက်ဖေးပေါက်ပေါ့နော်နောက်ဖေးပေါက်လေးလည်းဖောက်ထားတယ်လေဝင်လေတွက်လေးလည်းကောင်းတယ်နောက်ထပ်ကျွန်တော်တို့ဒါကတော့ကျွန်တော်တို့မာစတာဘက်ရုံးဖြစ်ပါတယ်ဒီအိမ်မာကြီးထဲမှာဆိုရင်ကျွန်တော်မာစတာဘက်ရုံးကနှစ်ခန်းပါပါတယ်ဗျ ဒါမှဆံဖရုံးရဲ့ချူကန်းအိမ်တာပေါ့နော်ဒါကတော့ကျွန်တော်တို့ဒါဒီအိမ်မာကြီးရဲ့ဖွဲ့စည်းပုံဖြစ်ပါတယ်ရှေ့မှာရူစလတ်လေးရှိအောင်မယ်ဒါနောက်မှာတော့ကျွန်တော်တို့ဆော့ဆော့ကကျွန်တော်ပြတဲ့အိမ်လေးပေါ့နော်ဒီမယ်ဒီအိမ်လေးရှိမယ်အဲဒါကတော့ကျွန်တော်တို့ဘုံသုံးပေါ့နော်ဘုံသုံးအိမ်သာလေးဖြစ်မယ်အပေါ်မှာတော့ကျွန်တော်တို့စတိတက်တင်ထားတယ်ဒီမှာတော့ကျွန်တော်တို့ဒါရေကန်ပေါ့နော် အရေကန်လည်းတော်တော်လေးကြီးတယ်ဒီမှာအရေကန်ရှိမယ်တရားရစတိတန့်ရှိမယ်ဟုတ်ကျွန်တော်ဒီအိမ်လေးကိုအပေါ်တက်ပြန်အဲကျွန်တော်အပေါ်ရောက်တာနဲ့ဒီမှာညာဘက်ကဝရဏာလေးရှိတယ်အဲဒါကတော့ဝရဏာလေးပေါ့နော်တော်ဒီမှာတော့ကျွန်တော်တို့ဒါဟောတိုက်ပေါ့နော်အိမ်က အဲ့ဒါဟောတိုက်လောက်တာလေတော်တော်လေးကျယ်တယ်ပြဟောတိုက်ဟုတ်ကဲ့ဒီအိမ်လေးကိုကျွန်တော်တို့ဒါရောင်းချပေးမဲ့ဈေးနှုန်းကလည်းကျက်သိန်း3300ကိုဒါကျွန်တော်ရောင်းချပေးနေတဲ့ထုံးစံတိုင်းပဲပိုင်ရှင်နဲ့တိုင်းရိုက်ညှိနှိုင်းရောင်းချပေးမှာဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေတွေအနေနဲ့ဒါဒီအိမ်လေးကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်399 986 986လေးရှိကိုဒါဆက်သွယ်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်